ငလင်လောက်ခဲ့တဲ့အတွက်ကြောင့်ဘန်ကောက်မှာအထက်30အမြင့်ရှိအဆောက်အုံပြိုကျတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့တရုတ်ကုမ္ပဏီကအမှုဆောင်ရရှိချက်ကိုဖန်ဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။ဘန်ကောက်မြို့ရချာဒါဘီစစ်ရက်ကဟိုတယ်တစ်ခုမှာတရုတ်နိုင်ငံသားအမှုဆောင်ကြံချောင်းလင်းအားဖန်ဆီးလိုက်ပြီဖြစ်ကြောင်းထိုင်းထူးစုံစမ်းစစ်ဆေးဌာန DSI ကကြေညာပါတယ်။သူဟာ China Railway Number 10 Thailand Company မှာအဲ့ဒီအဆောက်အုံတည်ဆောက်ရေးအတွက်ငွေရင်းထည့်ဝင်လုပ်ကန်နေတဲ့ ဖရန်တောင်းခံထားရသူ၄ဦးအနက်တူဖြစ်ပါလေ။ကြံသုံးဦးမှာထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့ DSI ကဆိုပါလေ။သူတို့၄ဦးကတရုတ်နိုင်ငံပိုင်ဆော်လေးကုမ္ပဏီရဲ့ထိုင်းလက်ခွဲမှအမှုဆောင်တွေဖြစ်စီးရင်ပေါက်သူတွေဖြစ်ပါလေ။ဒီကမ္ဘာကအီတလီယန်ထိုင်း Diplomat PLC နဲ့အကျိုးတူဖက်ဆက်လုပ်ကံပြီးတော့ NDDCIEC ဘုဒ္ဓလုံငဆူကိုဖွဲ့စည်းပြီးဘန်ကောက်ချက်တူချက်ခဲမှာအထက်30အမြင့်ရှိနိုင်ငံတော်စီးရင်စစ်ချုပ်ရုံးကိုတည်ဆောက်နေတာဖြစ်ပါလေ CIEC company share ထဲဝင်သူစီးရင်းအား DSI ကစစ်ဆေးရမှာထိုင်းနိုင်ငံသား၃ဦးက share 52%ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်းတွေ့ရပါတယ်။ဒီထိုင်းနိုင်ငံသား၃ဦးရဲ့ share ပိုင်ဆိုင်မှုကိုစစ်ဆေးနေပြီးတသက်များအားမေးမြန်းနေတယ်လို့ DSI ကဆိုပါတယ်သူတို့သုံးဦးဟာ share ရှင်ဖြစ်အမိခံပေးထားတဲ့ဖြစ်တယ်လို့တန်စီရရှိနေပါတယ်ဒါအပြင်နောက်ွယ်ကဘသူတွေပါလဲဆိုတဲ့သက်သေတွေလုံးလုံးလောက်ရှိနေပြီဒါဟာ1999ခုနှစ် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအုပ်ပဒေကိုချိုးဖောက်ရရောက်တဲ့လူ DSN ကပြောပါလေ။ CIC ကမ္ဘာရဲ့အမည်ပေါ်အမှုဆောင်လေးကဖရန်ကိုရာဇမှုခုံရုံးကထုတ်ပေးလာကြောင်း DSN ကနောက်ပိုင်းမှာကြေညာပါလေ။အဲဒီနောက်ကြံချောင်းလေးဟာခြေရခံလိုက်တံပြီးတော့ဟိုတယ်တစ်ခုမှာဖမ်းဆီးပြီးက DSN ရုံးချုပ်မှာထိမ့်သိမ်းထားတယ်လို့ဆိုပါလေ။ထပ်ပြင်းနေတဲ့ထိုင်းနိုင်ငံသားအမှုဆောင်၃ဦးကိုတော့ဆက်လက်ရှာဖွေလျက်ရှိတယ်လို့သိရပါတယ် ဒီစင်းစကြုံယုံကြည်ပြောင်းချောင်းမှုနဲ့ပတ်သက်ပြီးယင်းနှမြုပ်နှမှုဘုတ်ဖွဲ့ဟာအဲ့ဒီအဆောက်အုံဆော်လို့အတွက်တံမီတွေထောက်ပံ့ပေးတဲ့ထိုင်းချေဆိုင်တရုတ်တံမီထုတ်လုပ်သူကြံကဲရုံအားပေးထားတဲ့ယင်းနှမြုပ်နှမှုခွင့်ရတွေကိုစပြီးတော့ရုပ်သိမ်းလိုက်တယ်လို့လည်းသိရပါတယ်။နောက်ပြင်အဲ့ဒီတံမီစင်းုံကိုလည်းတော်ရောက်ရှာဖွေရမှာရှင်နောင်းမှာရှိတယ်လို့ဆိုပါတယ်။အဲ့ဒီစင်းုံကိုလည်းစစ်စင်းနေတယ်လို့ DSI ကပြောပါတယ်။ ဒါပြင်ထိုင်းစရာဖွဲ့မှစမှုဝင်ကြီးကလည်းအဲ့ဒီဆေးမှာတမလီနမူနာတွေကိုစစ်ဆေးမှုနှစ်ကြိမ်လောက်ခရနှစ်ကြိမ်စလုံးစံချိန်စံညနဲ့လုံးဝမကန့်ညီကြောင်းတွေ့တဲ့အတွက်အေးအေးယူဆောင်ရခြင်းဖြစ်တယ်လို့ဆိုပါလေ။ ပြောကြားမှုကြောင့်ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အစိုးရရုံလုံးပေါင်းများစွာရရှိထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့တေဆုံးသူဟာ33ဦးထက်မနည်းရှိပြီလို့သိရပါတယ်။အဆိုပါ33ဦးနဲ့22ဦးဟာထိုင်းနိုင်ငံသားများဖြစ်ပြီးတော့10ဦးမှာမြန်မာနိုင်ငံသားများဖြစ်ကာ2ဦးမှာကမ္ဘောဒီးယားနိုင်ငံသားဖြစ်ပါတယ်။အဆောင်ပြောကြားမှုမှာပိတ်မိဒုတိယ3ဦးထိရှိခဲ့ပြီး44ဦးတေဆုံးက9ဦးတန်ရပြီးပျောက်ဆုံးသူ90လောက်ရှိတယ်လို့သိရပါတယ်။ပျောက်ဆုံးသူတွေကအသက် ရှင်လျက်အခွင့်အရေးရရှိနိုင်မှုကတော့အင်မတန်မှခက်ခဲသွားပြီလို့ကျွမ်းကျင်သူတွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။နိုင်30ကြာအပြည့်ခက်ရစဲကြောင်းရုရှားသမ္မတပူတင်ကကြေညာလိုက်ပြီးဒါပေမဲ့တိုက်ခိုက်မှုတွေဟာဆက်ရှိနေတုန်းပဲလို့ယူကရိန်းကပြောပါတယ်။ရုရှားသမ္မတပူတင်ကရုတ်တရက်အပြည့်ခက်ရစဲကြေညာခဲ့ပေမဲ့တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေလို့ယူကရိန်းဆိုရကဆွတ်ဆွတ်ပြောကြပါတယ်။ AP 19ရက်နေ့မှာပူတင်ကရုရှားတပ်တွေကိုစီရင်လှောက်ရှောင်မှုအားလုံး AP 20ရက်နေ့သကောင်းချိန်ထိရထားဖို့မိန့်ထုတ်ထည်ပါလေ။ပူတင်ကအဲ့ဒီကြေညာချက်ကို Easter အဖြစ်ခက်ရစေလို့တောင်းလို့ခဲ့ပါတယ်။ AP 20ရက်နေ့ဟာခုနှစ်ရဲ့ Easter နေ့ဖြစ်ပါတယ်။သူကနိုင်ပေါင်း30ကြာမြင့်မဲ့အဖြစ်ခက်ရစေကာလာတွင်မှာတစ်ဖက်ကချိုးဖောက်လာတိုင်းဒီအားလုံးအတွက်ရုရှားတပ်တွေအသွင်ပြင်ထားဖို့လည်းညွှန်ကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတဇလင်စကီကယူကရိန်းကလည်းအဲ့ဒီကာလတို့အပြည့်အဝကြီးညာမှုကိုသဘောတူကျင့်သုံးသွားမယ်လို့ပြောပေမဲ့ရုရှားကိုယ်တိုင်ကတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ဆွဆွသွားပါတယ်ရုရှားဘက်ကသာချင်းချင်းမရှိအပြည့်ခက်ရစေးမျိုးအတွက်အသင့်ရှင်းနေပြီဆိုတာလလလလပြသလာမယ်ဆိုရင်ယူကရိန်းဘက်ကလည်းရုရှားလုံရက်တွေပေါ်မူတည်ပြီးတင့်တော်သလိုတုံ့ပြန်ရမယ်ဆိုပါတယ်ယူကရိန်းရဲ့လှုပ်ဆောင်ချက်တွေဟာစနစ်တကျရှိမှလည်းဖြစ်ကြောင်းဇလန်စကီက လူမှုကွန်ရက်မီဒီယာမှာရေးသားပါတယ်။နောက်ပြီးနှစ်နိုင်ငံကြားရပ်ပေါင်း30ကျောင်းချင်းချက်မရှိအပြည့်ရထားဖို့အဆိုပြုချက်တခုကလည်းစပွဲဝိုင်းမှာအသိရှိနေပြီ။အဖြေကတော့ရုရှားကိုယ်တိုင်ကပဲအဆုံးဖြတ်ပေးရမယ်လို့ဆိုပါတယ်။ပူတင်ကအပြစ်ခတ်ရေးဆဲကျောင်းကြီးညာခဲ့ပြီးတဲ့နောက်ရုရှားရဲ့ကော့စ်နဲ့ဘယ်ဂိုရော့ဒေသတွေထဲမှာတိုက်ပွဲတွေဆက်လက်ဖြစ်နေပါတယ်။ဒါပေမဲ့တခြားဒေသတချို့မှာတော့သီးသီးတသာငြိမ်သက်သွားတယ်လို့ဇီလန်စကီးကပြောပါတယ်။ မေရိကန်ဆိုရဟာရုရှားနဲ့ယူကရိန်းကြားရပောင်း30ကြောင်ပြည့်ခတ်ရစေရေးဂျာဝဲအစိုးပြုထားပေမဲ့ပူတင်ကတော့နှစ်ရက်မပြည့်တဲ့အပြည့်အစုံဖြစ်ချက်ကိုပဲကြီးညာခဲ့တာဖြစ်ပါတယ်။ပူတင်လုံဆောင်တော်ဟာမေရိကန်ဆိုရကိုလည်းဂရုမစိုက်ဘူးဆိုတာပြောသလိုက်တာဖြစ်ပါတယ်။ပူတင်ကသူကိုယ်တိုင်ပြည့်ခတ်ရစေဖို့အသင့်ဖြစ်နေပါပြီလို့အရင်တုန်းကပြောထားမှုတာနဲ့ပတ်သက်ပြီးအခုကကြီးညာချက်တွေထုတ်လာပြီဖြစ်ကြောင်းဒါပေမဲ့ ရက်30အစား၊နာရီ30အပြည့်ရမယ်ဆိုတဲ့အချက်ကတော့ကွာခြားသွားတယ်လို့ယူကရိန်းနိုင်ငံကြားရေးဝန်ကြီးက ပြောပါရယ်။ကံမကောင်းတာတစ်ခုကပူတင်ရဲ့ကြေညာချက်နဲ့လုပ်ရတဲ့ဟာထပ်တူမကြဘူးဆိုတာတမိုင်းကြောင်းရရှိနေပါတယ်။ပူတင်ပြောသမျှစကားတိုင်းမယုံရဘူးဆိုတာနားလည်ထားပါရယ်။ယူကရိန်းကရုရှားဘာပြောတယ်လဲဆိုတာထပ်ဘာလုပ်မလဲဆိုတာပဲစောင့်ကြည့်မယ်လို့ယူကရိန်းနိုင်ငံကြားရေးဝန်ကြီးကပြောပါရယ်။ပူတင်ဟာသူ့ရဲ့စိုးစိုးရရှိချက် ဖရာရီဂရာစီမောနဲ့တွေ့ဆုံခြင်းလူသားချင်းစာနာမှုဆိုင်ရာရှုထောင့်ကနေချင်းကပ်ပြီးတော့ရုရှားဟာအီစတာကာလပြည့်ရကျညာမှာဖြစ်ကြောင်းအဲ့ဒီကာလအတွင်းရုရှားတပ်အလုံးရဲ့စစ်ရေးလှုပ်ရှားမှုရပ်တန့်မှုအမိန်ပေးကြောင်းပြောပါလေယူကရိန်းအနေနဲ့ရုရှားရဲ့စစ်နမူနာအတိုင်းလိုက်နာမှုဖျော်လင့်ကြောင်းပြောပါတယ်တစ်ဖက်မှာလည်းရုရှားတပ်တွေဟာရန်သူဘက်ကရန်စားမှုဂရိချိုးဖောက်မှုမှန်သမျှကိုတွန်းလှန်ဖို့အတွက် အစင်သစ်မှာပဲလို့ပူတင်ကဆိုပါတယ်2022ကစတင်ခဲ့တဲ့စစ်ပွဲအတွင်းကျိုးတင်မကျင်ညာပဲရုတ်တရက်ပြည့်တာမျိုးကအခုတစ်ချိန်ပထမဆုံးမဟုတ်ပါဘူး2023ဇန်နဝါရီလတုန်းကလည်း Orthodox Christmas ကလာပြည့်ခတ်ရစဲခဲ့ပေမဲ့အဲ့ဒီအဆိုပြည့်စုံတဲ့ပတ်သက်ပြီးနှစ်ဖက်မြင်နိုင်မရတာကြောင့်ပြက်ပြက်ခဲ့မှုတယ်လို့သိရပါတယ် ရန့်ဆိုရရဲ့ဗီဇာပယ်ဖျက်မှုကြောင့်အမေရိကန်ရောက်နိုင်ငံတကာကျောင်းသားတွေပြည်နှင်တန်ပေးခံရမှာစိုးရိမ်နေကြပါတယ်။ဝရကံလူဝေမှုကြီးကြပ်ရေးဆိုင်ရာရှင်းလင်းများအသင်းဟာအစပိုင်းမှာတရက်လျက်ကျောင်းသားနှုတ်ခမ်းမြင့်တာစုံစမ်းမေးမြန်းမှုလက်ခံရရှိခဲ့ပါတယ်။သူတို့ကအမေရိကန်မှာလာရောက်ပညာသင်ကြားတဲ့ပြည်ပကျောင်းသားတွေဖြစ်ပြီးအေဗီလာဆော်ပိုင်းကသူတို့ကိုရန်အနေငယ်ကြိုတင်တည်ပြီးခြင်းဖြင့်တရားဝင်နေထိုင်ခွင့်ရုပ်သိမ်းခံခဲ့ရတယ်လို့ AP သတင်းမှာရေးသားထားပါတယ်။ ရှင်နေမြောင်းသိစစ်စစ်တွေ့ရှိမှုရဘဲចောင်းသားမှပြည်နယ်နဲ့ပေးနိုင်တဲ့ပြမှုကိုကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ရှင်နေမြောင်းအတင်းကိုမကြသေးမီရတဲ့အတွင်းဖုန်းခေါ်ဆိုမှုများပြားရှိလာပါတယ်။ယာကြီးတဲ့ចောင်းသားတွေကသူတို့ရဲ့တရားဝင်နေထိုင်ခွင့်အဆုံးရှုံးသွားကြောင်းနဲ့ဘလို့ဆက်လက်ဆောင်ရွက်ရမလဲဆိုတာဖုန်းဆက်ပြီးကြံ့ကြံ့တောင်းခံတာဖြစ်ပါတယ်။ Boston ခြေစားလူဝင်မှုကြီးကြီးဆိုင်ရာရှင်းနေကြုံမက်ထရိုမိုင်ရိုနာကဒါဟာပုံမှန်မဟုတ်တဲ့ကိစ္စလို့ကျွန်တော်ထင်ခဲ့ပါတယ် သူတို့စိုးရင်ကြောက်လန့်နေကြပါတယ်အခုနိုင်ငံတကာကျောင်းသားတွေအစီအကဖုံးခုတ်မှုကတရက်ကိုစေချင်းထက်မနည်းလက်ခံရရှိနေတယ်ဆိုပါတယ်အခုလုံဆောင်ချက်တွေကအရင်အမြန်ဆက်ပြီးပြင်းထန်လာဖို့ရပါတယ်တက္ကသိုလ်ကိုထုတ်ပြန်ခြင်းနဲ့ကျောင်းရရှိတွေနဲ့ဆက်သွယ်ရေးတွေကိုပြန်လည်သုံးသပ်ချက်ရမကြောသေးမီရမြတွင်ကောလိပ်နဲ့တက္ကသိုလ်120ကျော်မှနိုင်ငံသားအကြောင်းပါအနည်းဆုံး990ရဲ့ဗီဇာတွေရုတ်သိမ်းခံခဲ့ရပါတယ် အဲ့ဒီကြောင်းသားတွေရဲ့တရားဝင်နေထိုင်ခွင့်ရုပ်သိမ်းခံခဲ့ရကြောင်း EP သတင်းဌာနကဆိုပါတယ်ပြည်ထောင်စုမှာအမေရိကန်မှာနိုင်ငံကအကြောင်းသားတန်းကျော်ရှိခဲ့ပြီးသူတို့ဟာအကြောင်းလာခပေါ်ဒီကမိခွန်နေရတဲ့ကောလိပ်တွေအတွက်အရေးပါတဲ့ဝင်ငွေရင်းမြစ်ဖြစ်ပါတယ်။ပြည်ပအကြောင်းသားတွေဟာဘိုးအစိုးရရဲ့ဗန်နာရေးကူညီကိုရရှိဖို့လိုအပ်ချက်တွေလည်းမပြည့်မီကြပဲအကြောင်းလာကပေးနိုင်မှသာအကြောင်းများကလက်ခံမဲ့လက်မခံဘူးဆိုတာဆုံးဖြတ်ရမှာအရေးပါတဲ့အချက်ဖြစ်တာကြောင့် အများအပြားသူတို့ဟာကြောက်လောက်ခောက်ကိုပြေဝပေးချေရပါတယ်။တရားဝင်နေထိုင်ခွင့်ဆုံးရှုံးနေတဲ့ចောင်းသားအများပြားဟာအိန္ဒိယနဲ့တရုတ်ကဖြစ်ပြီးအဲ့ဒီနိုင်ငံပေါင်းဟာအမေရိကန်ကောလိပ်ရှိနိုင်ငံတကာចောင်းသားဥယျာဉ်ရဲ့ထောက်ဝက်ကျော်ရှိပါတယ်။ဒါပေမဲ့ဗီဇာရုပ်သိမ်းမှုဟာကမ္ဘာပဲဒီသားမှចောင်းသားတွေအတွက်ဥတီကန်သက်ခြင်းမရှိကြောင်းရှင်းနေတယ်ကပြောပါတယ်။မီဒီကန်တက္ကသိုလ်နှစ်ခုမှចောင်းသားလေးဟာပြီးခဲ့တဲ့သတင်းပတ်က သူတို့ရဲ့ F1 အကြောင်းသားဗီဇာရုံးသိမ်းခံရပြီးနောက် Trump အစိုးရအရာရှိများကိုတရားစွဲဆိုခဲ့ပါတယ်။ American သမဂ္ဂကတော့၎င်းရဲ့ရှေ့နေကအကြောင်းသားတွေအနေနဲ့ဘာကြောင့်ဗီဇာရုံးသိမ်းခံရတယ်ဆိုတဲ့အကြောင်းပြချက်ကိုမရရှိခဲ့ဘူးဆိုပါတယ်။ကားသောအစ္စရေးစစ်ပွဲဆန့်ကျင်ဆန္ဒပြမှုနဲ့ရာဇဝမှုနဲ့ဆက်ဆွဲခံရသူတွေပါဝင်အမေရိကန်ရဲ့မျိုးသားအကျိုးစီးပွားကိုဆန့်ကျင်တဲ့လုပ်ရည်လှုပ်ဆောင်ပြီးနိုင်ငံတွင်းရောက်ရှိနေသူတွေရဲ့ဗီဇာတွေကိုရုတ်သိမ်းကြောင်းအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုကပြောပါတယ် ထရန်ကတော့ဒီရပိုင်းတွင်းမှာသူ့ရဲ့တင်းမာလာတဲ့လူမှုဂျီတိတ်စီမင်းတွေကိုအနေငယ်ရှော့ချတဲ့သဘောအနေနဲ့မမိသဘောနဲ့နေရပြန်မဲ့ရွှေပြောင်း နေထိုင်သူတွေငွေကြေးနဲ့လိမ်လက်မှတ်စီစဉ်ပေးမယ်လို့ဆိုပါတယ်။သူသမားဖြစ်လာပြီးတော့ဒေါ်လာထရန်ဟာနိုင်ငံတွင်းမှာရှိတဲ့ရွှေပြောင်းနေထိုင်သူတွေကိုဆုလိုက်ပြောင်းလိုက်နေရပြန်မိုးနိုင်ဖို့ကြိုးပမ်းနေပါတယ်။သူဆိုရဟာအဲ့ဒီကိစ္စကိုပြေဝအယုံဆိုင်နေတဲ့ထရန်ကပြောပါတယ်။နေရပြန်မိုးမဲ့သူတွေကတချို့ကတော့ထောက်ပံ့ခြင်းနဲ့လိမ်လက်မှတ်စီစဉ်ပေးတော့ပါမယ်။ မေရိကန်မှာနေတော့ကနာမည်ပြည့်မရှိပဲကောင်းကောင်းမွန်မွန်နေခဲ့ရင်ဒီထောက်ပံ့မှုကိုရမှာပါအမေရိကန်ဘက်ကလိုအပ်လာရင်လည်းတနင်္သမီမှအမြဲပြတ်ခေါ်မှာပါလို့ထရန့်ကပြောပါတယ်။အခုနေရပြဖို့သူတွေထဲမှာနာမည်ကောင်းရှိသူတွေကိုအမေရိကန်ရဲ့လေယာဉ်လုပ်ငန်းနဲ့ဟိုတယ်လုပ်ငန်းတွေအတွက်လိုအပ်ရင်တော့ပြန်ခေါ်တုံးမှာဖြစ်ပြီးအခုတခါဝင်ရောက်ခြင်းဟာသူတို့အတွက်တရားဝင်ဖြစ်စေရမယ်လို့ထရန့်ကဆိုပါတယ်။ ထိုင်းနိုင်ငံမှာဆုံခရန်ဒီဂျန်ကာလာတွင်ရင်းမတူတဆောင်းကြောင့်လူ253ဦးသေဆုံးပြီး1495ဦးထဏ်ရပါတယ်။ AP 17ရက်နေ့မှာ16ရက်နေ့အထိထိုင်းနိုင်ငံဆုံခရန်ဒီဂျန်ပွဲတော်ကာလာတွင်မှာရင်းမတူတဆောင်းကြောင့်လူ253ဦးသေပြီး1495ရောက်ထဏ်ရကြောင်းထိုင်းလန်လုံခြုံရေး Operation Center မှကြေညာပါတယ်။ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်ပြည်တွင်းဝန်ကြီးလည်းဖြစ်တဲ့အနုတင်ဦးဆောင်လည်းတင်းကျပ် လမ်းလုံခြုံရေး operation မှတ်တမ်းရပွဲတော်ရက်9ရက်တွင်မတော်တဆမှုပေါင်း1538ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။တေဆုံမှုမရှိတဲ့ခေတ်မှာတော့နာခွန်တော်ရောဖီချစ်ဖူးခတ်ကျွန်တော်စာတန်နဲ့စံပူရီခရိုင်6ခုသာရှိပြီးကြံခရိုင်ဒီမှာလမ်းပိုင်းဆိုင်ရာမတော်တဆမှုတွေရှိခဲ့ကြောင်းတေဆုံမှုအများစုကဗန်ကောက်မှာ ဖြစ်ပြီး19ဦးသေကြောင်းသိရပါတယ်။မတော်တဆမှုအများစုနဲ့ဒဏ်ရာရမှုဟာဖက်ဒရယ်ခရိုင်မှာအများဆုံးဖြစ်ခဲ့ပြီး အများစုဟာလမ်းဖြောင်းမှာပဲဖြစ်သွားတဲ့ဆိုင်ကယ်မတော်တဆမှုတွေဖြစ်ပါတယ်။မတော်တဆမှုပေါင်းရ80လီတာတမတတရကန်တော့ကဆိုင်ကယ်မတော်တဆမှုဖြစ်ပါတယ်။ highway လက်တွေမှာဖြစ်သွားတဲ့မတော်တဆမှုကဒုတိယအများဆုံးဖြစ်ပြီး40လီတာတမနှစ်နှစ်ရာဂိုင်းတော့ရှိပါတယ်။ရွာလန်းနေမှာဖြစ်တဲ့မတော်တဆမှုပေါင်းက29.25ရာခိုင်နှုန်းမြို့လန်းနေမှာဖြစ်သွားတဲ့မတော်တဆမှုက14.29ရာခိုင်နှုန်းရှိပါတယ်မတော်တဆမှုအများဆုံးဖြစ်တဲ့အချိန်ဟာ ည6နာရီမှ9နာရီကြာဖြစ်ပြီးတော့18.3ခွေရန်ကိုင်းတော့မနက်9နာရီမှမောလဲချိန်တွင်လည်းမောလဲ3နာရီမှညနေ6နာရီတွင်ဖြစ်ပေါ်မှုက18.6ခွေရန်ကိုင်းတော့ဖြစ်ပြီးညအချိန်မူးပြီးမောင်းရန်ကနေဖြစ်သွားတာအများဆုံးပါဒုဝန်ကြီးချုပ်အန်နူတင်ကသက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်မှုအားပူးကောင်းခဲ့တာကြောင့်ယမန်နဲ့ဆောင်ခရတဲ့ကြံပွဲတော်ကာလထက်တည်ဆုံမှုနှုန်းလျော့နေသွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ခိုင်းနိုင်ငံမှာတင်းကျပ်ရပွဲတော်ပြီးပြီမဲ့လေရေသပင်ပွဲတော်ကတော့ဆက်လက်ပြီးစင်နှွှဲနေတယ်လို့ဆိုပါတယ်အဓိကဘန်ကောက်မှာပါ FWD Music Live Fast Four တင်းကျပ်ဂီတပွဲစတုတ္တနေ့ဖြစ်ဘန်ကောက်မြို့လက်ကောင်မှာရှိတဲ့ Central Wall မှာအခမဲ့ရေသပင်ဖြောပြပွဲဆက်လက်စင်နှွှဲနေတုံးပဲလို့သိရပါတယ်လူငယ်ကြိုက်နုပညာရှင်တွေအဖွဲ့တွေကျောင်းဒီဝန်တော်ကနဲ့22ရက်မှ3ရက်တာပြုရှင်မှုကိုဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ် ဘယ်အားလဲရကိုမဆိုစီးပွားရေးရှင်ဟောင်းမြင့်တင်မိုးနိုင်ငံတိုင်းကအားထုတ်နေကြခြင်းဖြစ်ပါလိမ့် AB 78မှ20အထိ Central Wash ကိုမြင့်မှာစေဝန်စားစရာဂိန်းနေပေါဝင်တဲ့အတွက်လူငယ်တွေကနေဘူးကြက်ကြက်အောက်မှာပဲတန်းစီစောင်းဆိုင်နေတယ်လို့သိရပါလိမ့်ထိုင်းဆိုရကတော့ဒီနှစ်စုံခရန်တင်းကြံကာလမှာပြပခီးသွားစေတန်းကျော်လာရောက်ခဲ့ပြီးအဲ့ဒီတည်းမှာ6,600ကျော်ဟာစုံခရန်တင်းကြံတွင်လာရောက်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ပါတယ် ပြပခီးသွားတဲ့32ပတ်သက်ပြီးဝင်ငွေပတ်910ဘီလီယံကျော်ရရှိခဲ့တယ်ဆိုပါတယ်။ UNESCO သီးမပြုဆုံးခရမ်းတကြံပွဲတော်ကြောင့်အဓိကဝင်ငွေရင်းမြစ်ဖြစ်ရရှိနိုင်ခဲ့ကြောင်းလည်းထိုင်းဆိုရက ထုတ်ပြန်ပါတယ်။ဆုံးခရမ်းတင်ရရဲ့နေချင်းပြပခီးသောဝင်ငွေနှုန်းက18ရာခိုင်နှုန်းကျော်ခုန်တက်သွားပါတယ်။အများဆုံးလာရလဲပဲတဲ့နိုင်ငံတွေကတော့တရုတ်နဲ့အိန္ဒိယပါပြီးခဲ့တဲ့တစ်ပတ်တွင်ထိုင်းကိုအုပ်စုလိုက်လာရောက်တဲ့နိုင်ငံသားခီးသွန်းနှုန်းကတရက်ကိုပြန်မြ9,500ကျော်ရှိပါတယ်။ ။ဒါကြောင့်ပွဲတော်ကိုလာရောက်တဲ့သူဦးရေဟာ6သိန်း6တောင်းကျော်ရှိသွားပြီးအများဆုံးလာတဲ့ထိပ်သီးငါးနိုင်ငံကတော့မလေးရှား၊တရုတ်၊အိန္ဒိယ၊ရုရှားနဲ့ပြည်ထောင်လို့ဖြစ်ပါတယ်။စောကရန်သင်းကျပ်ပွဲတော်၃ရက်တွင်ဘန်ကောက်မှာရှိတဲ့စီလွန်နယ်နဲ့ခေါက်ဆက်လမ်းတွေရှောက်လာရောက်သူအများဆုံးဖြစ်ဆင်ကျင်တင်ခဲ့ပါတယ်။ဒါအပြင်2025မဟာဆုံခရံကမ္ဘာ့ရေကစားပွဲတော်ဝင်တစ်ခုအတွင်းမှာပင်နိုင်ငံခြားခီးတော်တွေနဲ့ဆက်ဆက်တဲ့ဝင်ငွေဘတ်1.8ဘီလီယံရရှိခဲ့တယ်လို့စင်းနေရသိရပါတယ် တောင်ကိုရီးယားနိုင်ငံမှာရဲတပ်ဖွဲ့ကကမ္ဘာရုံးနဲ့လူတွေအဆောင်ကိုဝင်ရောက်စီနင်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာဆွဆွဲဖြစ်တဲ့ခံရတဲ့တမရဟောင်းရောင်းစရုပ်ကိုရာဇဝမှုမြောက်တဲ့စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းဖြစ်သူ့ရဲ့ရုံးကန်းနဲ့လူတွေအဆောင်ကိုဝင်ရောက်စီနင်ခဲ့တဲ့ဆိုပါတယ်။ရောင်းစရုပ်ဟာဒီဇင်ဘာလကဆဲအုပ်ချုပ်ရေးမိန့်ကျင်းပခဲ့ပြီးလက်နက်ကိုင်စစ်သားတွေကိုလွှတ်တော်ကိုစီလွတ်ခဲ့ပါတယ်။ဒါပေမဲ့အာနာသိမ့်ပွဲဟာအောင်မြင်မှုမရှိခဲ့ပါဘူး။ ဲဒီနောက်ရောင်စဲရွာဆွဆွဲပြစ်တင်ခံရပြီးတော့ရောင်စုဘူးဆန်ရစုံစမ်းစစ်ဆေးမှုမှာတရင်ပတ်ပေါင်းများစွာဖမ်းဆီးခံရပါလေကာလာကြောင့်ရှိထိတ်တိုက်တွေးဆမှုပြီးမှတော့သူ့ရဲ့လူကြိုးရေးဖွဲ့မှအဓိကခန်းကဏ္ဍကပေါင်းခဲ့ပြီးဇန်နဝါရီလမှာရောင်စဲရွာတောင်ကိုရီးယားရဲ့ဖမ်းဆီးခံရတဲ့ပထမဆုံးသံတမန်ဖြစ်လာပါလေနောက်ပိုင်းမှာတော့သူ့ကို ပြန်လွှတ်ခဲ့ပါတယ်ရဲတပ်ဖွဲ့ကသံတမန်ရုံးနဲ့သံတမန်နေထိုင်အဆောက်အအုံမှာရှာဖွေမှုနဲ့ဖမ်းရတဲ့အစတင်လုံဆောင်ခဲ့ကြောင်းလူတို့ကိုပြောပါတယ် ရတဖွဲ့ဟာကုတ်ဝတ်ထားတဲ့ဖုန်းဆက်ပါတွေကိုသိမ်းဆည်းရမယ်ပြီးရောင်းစက်ရုံရဲ့တမရလုံကြုံရဲ့သေးစိတ်ချက်လက်တွေထားတဲ့ရုံကန်းပြင်သူ့ရဲ့လုံကြုံကြီးကနေမှာဝင်ရောက်ရှာဖွေစီးနေခဲ့ပါတယ်။ရောင်းစက်ရုံကဇန်နဝါရီလကသူ့ခြံဝန်းထဲမှာရပ်ပေါင်းများစွာနေထိုင်ခဲ့ပြီးသူ့ကိုတစ္ဆာဆောင်တည်တဲ့တမရလုံကြုံရဲ့ဖွဲ့ရဖွဲ့ဝင်တွေကကာကွယ်ပေးခဲ့ပါတယ်။ရောင်းစက်ရုံရဲ့လုံကြုံဖွဲ့ဟာခြံဝန်းကိုဝိုင်းရကြိုးတွေအကာအရံတွေချထားပြီး ရာချီတဲ့ရဲရရှိတွေနဲ့စုံစမ်းစစ်ဆေးသူတွေကအဲ့ဒီအဆောက်အုံကိုရှောက်ရှိရင်လေကားကိုအသုံးပြုပြီးထောင်တက်ကြပါတယ်။ရဲတပ်ဖွဲ့ကပြည်ထောင်စုကြီးဟောင်းလေဆံမင်းကိုတိကျစုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းဖြစ်တမရယုံမစီဒီမတန်းတွေကိုလည်းသိမ်းဆီးခဲ့တယ်လို့သိရပါတယ်။မွေထိုင်းတွေကိုစိန်ခေါ်တဲ့နိုင်ငံသားတော်နဲ့ဒေသခံတွေရံပွဲမှာလုံခြုံရေးနှုတ်ဦးစစ်ခံရတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်က AP 15ရဲ့နေ့ကပြ ထိုင်းနိုင်ငံပတရားမှာရှိတဲ့လူစီကားတဲ့လက်မှတ်ပေါ်မှာနိုင်ငံသားသားမျိုးသားတို့ကိုဒေသခံထိုင်းလူမျိုးတွေကဝိုင်းဝန်းထိုးကျိတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးလုံခြုံရေးဥတန်းဦးကိုပတရားရဲစခန်းကခေါ်ယူစစ်ဆေးခဲ့ပါတယ်။ဒီဖြစ်စဉ်မှာဆောင်ကရန်တင်းကြံပွဲတော်ကာလလာရောက်ပြော်ပါတဲ့နိုင်ငံသားသားမှာရေကစားရနေရာမှာဘားဆိုင်မှာအမျိုးသမီးဝန်ထမ်းတို့ကိုမတော်မလျော်လောက်ကချင်းနဲ့ ခွင့်ပြုချက်လည်းမရဘဲနဲ့အဲ့ဒီဘားဆိုင်ရဲ့စားသုံးသူလည်းမဟုတ်ဘဲနဲ့အဲ့ဒီမျိုးသမီးတို့ကိုခြေပွေ့မှရကနေအမျိုးသမီးရဲ့ခေါင်းနဲ့အပေါ်ကအေကွန်နဲ့ထိခိုက်မိရမှာစတင်ခဲ့ပါလေအဲ့တော့လူတွေကဝိုင်းအောင်လာတာပါအဲ့တော့နိုင်ငံသားလူတွေဟာလူတွေဝိုင်းအောင်နေစမှာပဲလမ်းလမ်းမှာအင်ဂျီချွတ်လိုက်ပြီးပါလဲငွေထိုင်းလာချမဲ့သပြီးစိန်ခေါ်မှုတွေလုပ်နေသလိုနောက်ထပ်အမျိုးသမီးဝင်တဲ့သူတို့ကမဖွဲ့မရလိမ်ပိုင်းဆိုင်ရာစော်ကားတဲ့အပြုထက်လောက်လာတဲ့အတွက် အနည်းနာမှာဖြတ်သွားဖြစ်လာဒေသခံတွေကမကျင်မလဲဖြစ်ပြီးအဲ့ဒီနိုင်ငံသားတော့ဝိုင်းထိုးကြခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါလေဒီဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်မှာဟိုးလေးတရောပြန့်နှံ့သွားပြီးထိုင်းနိုင်ငံပုံရိပ်ကိုညှိုးနွမ်းမှုဖြစ်ခဲ့ပါလေဒါကြောင့်လုံခြုံရေးနှုတ်ကိုကိုယ်တိုင်ပါဝင်ထိုးကျမှုနဲ့ပတရားရေးစခန်းမှာခေါ်ယူစစ်ဆေးရမှာအမှုလုံးနေတဲ့နိုင်ငံသားရဲ့တိမခံပွဲရာရန်ဆော့ဆော့ကောင်းမှုကြောင့်ခုလိုဖြစ်ရကြောင်းနိုင်ငံပုံရိပ်ထိခိုက်စေမှုထိန်းသိမ်းမှုမလုပ်နိုင်ပဲဝန်ပါခဲ့မှုကြောင့်တောင်းပန်ကြောင်းထုတ်ပြန်ပြီးနိုင်ငံသားတော့လည်း မှုဖွင့်အရေးယူမှုတွေမလုပ်ခဲ့ဘူးလို့သိရပါတယ်အာဂျင်တီးနားနိုင်ငံမှာဆလာပြငိမ့်စားဝန်ထမ်းတွေနဲ့ရတဖွဲ့ယုံရင်းဆန်ခတ်ဖြစ်သွားပါလေ။အာဂျင်တီးနားနိုင်ငံကငိမ့်စားဝန်ထမ်းတွေဟာဒူနိုအဲရစ်မူမှာအပတ်စဉ်ဆလာပြနေတော့လုံခြုံရေးတဖွဲ့တွေနဲ့ထိတ်တက်တွေ့ခဲ့ပြီးရတဖွဲ့ကမြို့ကောင်းဖျန်းစီတုံးကလူစုခွဲခဲ့ပါလေ။အလို့တော့နောက်မှာဆလာပြသူတွေကရင်ကျော်ပိတ်ဆို့ဖို့ကြိုးပမ်းလို့ဒီကယုံနဲ့နေရဲတွေနဲ့ချင်းတွေတင်းမာခဲ့ပါလေ။တံငွေကြောင့်ထိခိုက်ခံစားရသူတွေထဲမှာ တကြီးရွယ်ဦးတွေလည်းပါဝင်ပြီးစေပတ်ဆိုင်အကူအညီတွေလိုအပ်ခဲ့ပါတယ်မလကလေးကအကြမ်းဖက်မှုတွေတိုးလာတာကြောင့်ဆန္ဒပြပွဲတွေဟာအငြိမ်းစားရုပ်ကွင်းနဲ့အစိုးရရဲ့တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီးမငြိမ်မသက်ဖြစ်နေတာကိုမိမောင်းဖော်ပြပါတယ်အငြိမ်းစားဝန်ထမ်းတွေအားသမနာရာဗီယာမီလီရဲ့ချိုးချံချွေတော်မှုအစီအမံတွေကြောင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေတည်တည်သာထိခိုက်ခဲ့ပါတယ်။အထူးသဖြင့်ပင်စလာကစီဖျက်တောက်ခံရပါတယ်။ စေဝါနဲ့ဂျမားရေဝန်ဆောင်မှုသုံးဆွဲခွင့်နဲ့အကန့်အသတ်နဲ့ဖြစ်ခဲ့ပြီးဝယ်ယူမှုစွန့်အားဆုံးရှုံးသွားလို့စန့်ကျင်ကန့်ကွက်ကြတာလည်းဖြစ်ပါလိမ့်။သမနာမီလီရဲ့စော်ရွက်ချက်နဲ့ပတ်သက်ပြီးအငြင်းဆောင်ဝန်ထမ်းတွေကြားထဲမှာလည်းမချင်မနှက်တွေဖြစ်နေတယ်လို့သိရပါလိမ့်။ဖရန်ထုတ်ခြင်းခံထားရတဲ့ပီရူသမရာဟောင်းဦးမလာရဲ့ဇနီးကိုဘရာဇီးကခုံလုံခွင့်ပေးလိုက်တယ်လို့သိရပါတယ်။ပီရူသမရာဟောင်းအိုရန်တာဦးမလာရဲ့ဇနီး နေရင်းဟီယဒီယာဟာလီမာမြို့မှာရှိတဲ့ဘရာဇီးတယောက်မှာခလုံခွင့်တောင်းခံခဲ့ကြောင်းပီရူးနိုင်ငံသားဝန်ကြီးဌာနမှသိရပါဗယ်အဲဒီနေ့စောပိုင်းကပီရူးတရားရုံးတွေဟာသူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်ဘရာဇီးကုမ္ပဏီတွေစီကတရားမဝင်ရမှုတွေကိုခွာခြားမှုတွေသမရာဟောင်းဥမာလာနဲ့ဇနီးတို့ကို1005နှစ်ချခဲ့တာပါတရားသူကြီးကစီရင်ချက်တွေကိုထုတ်ပြန်ကြေညာခဲ့ပြီးတင်းတင်းကြပ်ဆုံးဖြတ်ချက်ကိုလေးထားပြီးတော့ပြည်တယ်နေခံယူဖို့အတွက်ဖန်ရန်ထုတ်ခဲ့ပါတယ် ပီရူဆိုယာကဒီချင်းနဲ့ပတ်သက်ပြီးဘရာဇီဆိုယာနဲ့အဆက်အသွယ်မပြတ်ရှိကြောင်းဖော်ပြထားပါတယ်။သမရဟောင်ဂရောဟာဗင်နီဇွဲလာရဲ့ဟူဂိုရှာဗက်ဆိုယာနဲ့ဘရာဇီရဲ့လူလာရာဆေးဘာဆိုယာတွေပြင်ဘရာဇီကုမ္ပဏီတစ်ခုလို့စီကငွေလက်ခံရရှိမှုဆွဆွဲချက်မှန်သမျှကိုညှင်းဆို့ထားပါတယ်။2006ခုနှစ်ကနေ2017အတွင်းငွေတွေထည့်ထားတဲ့တန်တမန်စာရေးခွင်တွေမရှိဘူးဆိုတာ ဒီစစ်စဲမှုကသက်သေပြထားပြီးသားဖြစ်ပါတယ်လို့ပြည်ဥသမဂရောကပြောပါတယ်ဒီမှုဟာပြည်ဥနိုင်ငံမှာရှိတဲ့ကောင်းဆောင်များပြားနဲ့ပတ်သက်တဲ့ခြေပြက်နဲ့အကျင့်ပြက်ချဆမှုအရှုပ်တော်ပုံတစ်ခုပဲဖြစ်ပါတယ်အီရန်နိုင်ငံမှာဆွန်ပလွန်ပင် ပေါင်း22တန်းကျော်စိုက်ပျိုးပီးစီးသွားပြီလို့သိရပါတယ်အီရန်နိုင်ငံလက်ပိုင်းမှာရှိတဲ့ဒီကမြို့ကြီးဖြစ်တဲ့ကာဘလာမှာ နိုင်ငံဆိုင်ရာကဏ္ဍပြန်ထူထောင်ဖို့မျိုးသားရေးကြုံပတ်မှုတစ်စိတ်တစ်ပိုင်းဖြင့်စွန်ပလွန်ပင်ဆိုင်ခင်းတွေကိုအသစ်ပြန်လဲစိုက်ပျိုးနေပါလေ1980မှာ88တွင်ဖြစ်ခဲ့တဲ့အီရတ်အီရန်စစ်ပွဲကြောင့်စွန်ပလွန်ခင်းတွေပျက်စီးခဲ့ပြီးလူအများပြားဟာဇာတိမြေတွေကိုဆုံးခွာခဲ့ရပါတယ်စွန်ပလွန်ပင်အမြောက်အများဆိုက်ပျိုးဖို့အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်နေပြီးမြို့ဖလာအီရတ်မြို့ကွယ်တွေနဲ့ မာချ်ခူးနဲ့တယ်လီဂရမ်နိုးတို့လိုတင်သွင်းတဲ့မျိုးစားတွေလည်းပါဝင်တယ်လို့ IRS ဆက်ပြီးဝန်ကြီးဌာနကပြောပါတယ်။ Company ရဲ့ project အများပြားဟာဒီကနေ့မှာကြီးကြီးမားမားရှင်းလင်းမြှုပ်နှံနေတယ်ဆိုပါတယ်။ဥပမာအားဖြင့် Father Tanchan ဟာထမ်းမျိုးရိုးဗီဇာဗန်ဖြစ်ဆောင်ရွက်ပြီးထမ်းမျိုးစိတ်မျိုးစုံကိုထင်းထင်းဆောင်လျှောက်ပြီးစိုက်ခင်းတွေကိုတည်တည်တတာတိုးချက်လာပါတယ်။ဆွန်ပလွန်၈တန်းကနေ၁၀တန်းလောက်ရှိလာပြီးနောက်ဆွန်ပလွန်ရေအတွက်က၂၂တန်းတော့ကျော်လွန်သွားပြီလို့ စာပြေးဝင်ကြီးဌာနကပြောပါတယ်ဒီနိုင်ငံမှာရှိတဲ့ဆွန်ပလွန်ဝင်စုစုပေါင်းရေအတွက်သူသူတတအများပြခဲ့ပြီးဆိုရကလေယာကုန်ထုတ်စွန့်ရင်ပြင့်တည်ရင်လည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်အာရုံစိုက်ထားတယ်လို့သိရပါတယ်